Starry Shine ကနေကြိုးဆိုပါရစေ။မင်္ဂလာပါ။ကျွန်မဒီဗီဒီယိုမှာ UNHCR Thailand နဲ့ UNHCR Malaysia ကိုအီးမေးလ်ဘလိုမျိုးစနစ်တကျပေးပို့ရမလဲဆိုတာလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ကိုရင်ကိုကြစနစ်တကျပေးပို့နေဖြစ်ပါတယ်။အဲ့တော့ကျွန်မကဘာလို့စနစ်တကျပေးပို့လို့ပြောတာလဲဆိုလို့ရှိရင်ကျွန်မတို့ကအီးမေးလ်အစ်စ်တွေအစ်စ်တွေကိုတစ်တလဲလဲပေးပို့နေမယ်ဆိုလို့ရှိရင်ကျွန်မတို့အီးမေးလ်ဟာ reject ဖြစ်နိုင်ပါတယ်။ UNHCR ရုံးဘက်ကနေပယ်ချနိုင်ပါတယ်။အဲ့တော့ကြောင့်မလို့ကျွန်မတို့ကစနစ်တကျလေးပေးပို့ဖို့လိုအပ်ပါတယ်ရှင်။ Okay အဲ့တော့ကျွန်မတို့က UNHCR Malaysia နဲ့ဒီ UNHCR Thailand ုင်လန်ကို email ပေးဖို့အတွက်ကျွန်မဒီဗီဒီယိုမှာ sharing လုပ်ပေးထားတဲ့ email address တွေဟာ UNHCR Malaysia နဲ့ Thailand website မှာရှိပြီးသား email address တွေဖြစ်ပါတယ်။ကျွန်မတို့က website ထဲဝင်ပြီးမမွေကြည့်မိလို့ဒါအဲ့ဒီ email တွေကိုကျွန်မတို့မသိတဲ့သူတွေများနေခြင်းဖြစ်ပါတယ်ဆိုတော့လည်းအရင်ဆုံးပြောချင်ပါတယ်။အဲ့တော့ကျွန်မတို့က UNHCR Malaysia ရဲ့ဘယ် email တွေကိုဘယ်လိုမျိုး email ပေးဖို့ရမလဲဆိုတာလည်းကျွန်မအရင်ဆုံး sharing လုပ်ပေးပါမယ်။အဲ့တော့ကျွန်မတို့က UNHCR Malaysia ကို email ပေးဖို့ပြီးဆိုလို့ရှိရင်ကျွန်မတို့ကပထမဦးဆုံး UNHCR ကိုကျွန်မတို့ဒီ registration အဆင့်အတွက် ရင်ဆုံးတောင်းဆိုမှာဖြစ်ပါတယ်။အဲ့တော့ UNHCR Malaysia ရဲ့ msau@unhcr.org နဲ့ msau@unhcr.org ဆိုတဲ့ registration ဌာန email နဲ့ခုကိုကျမတို့ပေးပို့ရမှာဖြစ်ပါတယ်ဒီ email address နဲ့ခုကိုကျမတို့က registration အတွက်မှတ်ပုံတင်မှုအတွက်ကျမတို့တောင်းဆိုပေးပို့ရမှာဖြစ်ပါတယ်ကျမတို့ပေးပို့ပြီးချင်းမှာတော့ auto reply နဲ့ပြန်လာပါလိမ့်မယ်စိတ်မညစ်ပါနဲ့ကျမတို့နောက်ထပ်နောက်ထပ်အချိန်ချင်းခါခါ reply email နဲ့ email ထပ်ထပ်တလဲနဲ့ပေးပို့ဖို့လိုအပ်ပါတယ်ဆွဲမလျှော်ပဲနဲ့ပေးပို့ရပါမယ်အခုကျမတို့အကိုတယောက်ဆိုလို့ရှိရင်ရှစ်ချိန်တိုင်းမှာပေးပို့ပြီးမှ UNHCR ရဲ့ registration appointment ကိုရရှိတာဖြစ်ပါတယ်အဲ့ဒီအစ်စ်မှာကျမတို့ရဲ့ဖုန်းကိုသူတို့က IET interview interview ဆိုပြီးတော့မှပေးဖို့လာပါလိမ့်မယ် registration အဆင့်ဖြစ်ပါတယ် okay အဲ့တော့ registration အဆင့်မှာကျမတို့ကကျမတို့ရဲ့ဘိုင်းကိုအသေးစိတ်နဲ့လိုအပ်တဲ့အချက်အလက်မှတ်တမ်းတွေကိုထည့်သွင်းပြီးတော့မှကျမတို့က email ပေးဖို့ထားမှာဖြစ်တယ်အဲ့ဒါဆိုရင်ကျမတို့ interview တဲ့အခါမှာကျမတို့ရေးသားထားတဲ့ကျမတို့ဘိုင်းကို history အတိုင်းကျမတို့ကသိချာလေးအသေးစိတ်လေးလေးလေးနက်နက် ဖြည့်ပေးပါ။ Okay အဲ့ဒီအစ်စ်မှာကျမတို့ကအင်တာဗျူးဖြည့်ပြီးတဲ့အခါမှာကျမတို့ကို UN ကတ်တော်လာကောင်း UN ဆာရွက်တော်လာကောင်းပြန်လည်ပေးအပ်နိုင်ပါတယ်။အဲ့တော့ UN ဆာရွက်ရဲ့တက်တန်းဒီတချို့ဆိုရင်လည်းတစ်လတက်တန်းပဲရှိတယ်။တချို့ကတစ်နှစ်ကနေ၃တစ်နှစ်တက်တန်းအထိရှိတယ်ပေါ့နော်။ဆိုတော့ကအဲ့ဒါက temporary ကတ်ပါ။ temporary ဆာရွက်ဖြစ်ပါတယ်။ယာယီပါ။အဲ့တော့ UNHCR ကတ်ဆိုလို့ရှိရင်ကျမတို့က၃နှစ်ကနေ၅နှစ်တက်တန်းအထိ ကတ်မျိုးကျမတို့ကိုပေးဖို့သိနိုင်ပါတယ်။အဲ့တော့ဒီအဆင့်မှာ registration အဆင့်ကပေးလိုက်တဲ့စာရွက်ပဲဖြစ်စီကတ်ပဲဖြစ်စီဒါတွေဒီတရားဝင် refugee လို့သတ်မှတ်သေးတာမဟုတ်ပါဘူးရှင်။အဲ့တော့ကျမတို့ကနောက်တစ်ဆင့် interview ထပ်ဝင်ဖို့လိုအပ်ပါတယ်။အဲ့တော့နောက်တစ်ဆင့် interview ကိုကျမတို့ကဘာလို့ခေါ်လဲဆိုရင် refugee status determination လို့ခေါ်ပါတယ်။ RSD အဆင့်မှာအဲ့ဒီအဆင့်အတွက် interview ခေါ်ခွင့်ရတဲ့သူကိုသူတို့က phone message ကနေဘလို့ပေးလာမလဲဆိုလို့ရှင်ရင် RST appointment ဆိုပြီးတော့မှပေးလာမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျမတို့က RST interview မှာကျမတို့ရှေ့က registration interview မှာဖြည့်ထားတဲ့အတိုင်းပဲတက်သွေးမတိန်ဖြည့်ပေးပါ။အဲ့ဒီမေးခွန်းတွေလည်းပြန်မေးနိုင်ပါတယ်။အဲ့တော့ RST interview ပြီးတဲ့အခါမှာအဲ့ဒီ RST interview အတွက်ကိုကျမတို့က ကျမတို့ကိုမခေါ်သေးဘူးပေါ့အာအေးချီဖြေးပြီးတဲ့အခါမှာအစင်ကရက်နေတယ်ဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီ RSD interview အတွက်ကို UNHCR ကိုကျမတို့ကို RSD interview ထပ်မံခေါ်ပေးဖို့အတွက်တောင်းဆိုလို့ရပါတယ်။ Okay အဲ့ဒါကကြတော့ကျမတို့ကဘယ် email ကိုပို့ရမလဲဆိုရင် msaurd@unhcr.org ဆိုတဲ့ email ကိုပေးပို့ရမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီအစင် interview ဖြေးပြီးမှသာလျှင်တရားဝင် ် refugee အဖြစ်နဲ့သတ်မှတ်ပြီးတော့မှတကယ်သတ်မှတ်ပြီးတော့မှပေါ့နော်ကိုယ့်ရဲ့ interview ဖြေဆိုမှုပုံမူတည်ပြီးတော့မှနောက်တစ်ဆင့်ဖြစ်တဲ့ဒီ resettlement process ကိုစဉ်းစားသင့်မသင့်ဆိုတာကိုအရာရှိတွေကဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့တော့ RSD အဆင့် ဖြည့်ပြီးမှသာလည်းရင်သူတို့ကတရားဝင်တိမပြူရင်လည်းပြူမယ်မပြူရလို့ဆိုပယ်ချသူနဲ့ပယ်ချမယ်ပေါ့နော်ရှားတော့ရှားပါတယ်โอเคအဲ့တော့ RST interview ကိုသေချာလေးဖြည့်ပေးပါ RST interview အရေးကြီးပါတယ်အဲ့တော့ရှစ်မှာဖြည့်ခဲ့တဲ့အတိုင်းတွေ့မတိန်နဲ့ထပ်ပြီးတော့မှထပ်မံဖြည့်ဆက်တဲ့အသေးစိတ်အချက်လက်ထောက်ထားလေးတွေကိုလည်းထပ်မံဖြည့်ဆိုပါအဲ့တော့ interview ကတော့စိုးရိမ်စရာမရှိပါဘူးကျမတို့ပေါ့နော်အကောင်းဆုံးဖြည့်နိုင်မယ်ဆိုတာအလုံးမှာပေါ့နော် bio history ခိုင်းနေဆိုအကောင်းဆုံးဖြည့်နိုင်မယ်ဆိုတာယုံကြည်ပါတယ်โอเคနောက်တစ်စိတ်ကကျတော့ reset time process ပါဒါကတော့တတိယနိုင်ငံပြ လည်းနေရာချထားရေးစီမံပေးတဲ့ project ဖြစ်ပါတယ်။အဲ့တော့ဒီ project ကလူတိုင်းရမယ်လို့မဆိုလိုပါဘူး။တကယ်ဘာလို့ history ခိုင်းနေသူတွေဆိုရင်တော့ရမှာပါ။အဲ့တော့ဒီ third country project အတွက်ပေါ့နော် resident project အတွက်ဆိုလို့ရှိရင် RST interview ပြီးတော့ resident project RST အဆင့်ကိုအခေါ်မခံရဘူးဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီ RST အဆင့်ကိုခေါ်ပေးဖို့အတွက်ကိုယ့်ရဲ့ပေါ့နော် vulnerabilities လို့ခေါ်တဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုကဒီမှာနေတာအနီးမှာဆက်နေလို့ဘယ်လိုမှမလုံခြုံတော့တဲ့အကြောင်းတရားတွေကိုပြောပြီးတော့မှ msurst@acr.org ြီးကိုအီးမေးလ်ပေးပို့လို့ရတယ်။ကိုကစမ်းမာရေးမကောင်းတဲ့လူဆိုလို့ရှိရင်စေယုံရဲ့ထောက်ထားဘောနော Hospital မှာမို့စေစေကူတာရေးမှတ်တမ်းတွေပြီးတဲ့အခါမှာဆီယံဝင်ရဲ့ Doctor Reference ပြီးတဲ့အခါမှာ Photo Report တွေဒီသုံးမျိုးကိုကျမတို့က scan ဖတ်ပြီးတော့မှကျမတို့ရဲ့ email မှာ attach file လုပ်ပြီးတော့မှဘောက email ကိုပေးပို့ရမှာဖြစ်ပါတယ်။အဲ့ email တစ်ခုလည်းတော့မဟုတ်ပါဘူး။နောက်ထပ် email တစ်ခုခြံမာသေးတယ်။အဲ့ဒီဥစ္စာကတော့ KNNquiries email လို့ခေါ်ပါတယ်။ကျွန်မဒီနောက်ပိုင်းမှာဆက်တွဲပေးထားပါတယ် KNNquiries@rescues.org ဖြစ်ပါတယ်။အဲ့တော့ကျွန်မတို့ကဒီ email နှစ်ခုကိုတွဲပို့ရမှာဖြစ်ပါတယ်ဗောနော်။အဲ့တော့ residentment process မှာကျွန်မတို့က residentment interview ခေါ်ခံရပြီဆိုရင် RST အနေနဲ့လာလိမ့်မယ်။ residentment process မှာကျွန်မတို့ကတက်တက်လဲလဲဒီ email နှစ်ခုကိုပဲပေးပို့ပြီးတော့မှကျွန်မတို့ဗောနော် interview process အစဉ်အဆက်ကိုတောင်းဆိုလို့ရပါတယ်။ Okay နောက်တစ်ခုကကြတော့ share ဟာရင်းနဲ့မတူတဲ့မတူတဲ့ ဌာနပါအဲ့ဒါပါလဲဆိုရင် arrest and detention မှာအဲ့ဒါကိုတော့ကျမတို့ legal protection unit လို့ခေါ်ပါတယ်အဲ့တော့အဖမ်းဆီးခံရတဲ့သူတွေအတွက်အကူအညီတောင်းခံတဲ့ဌာနဖြစ်ပါတယ်ပေးပို့ရ email ကတော့ msaupi@unhcr.org ဖြစ်ပါတယ်အဲ့တော့အဲ့ဒီအခါမှာအဲ့ဒီဒီ email ကိုပေးပို့တာကကြတော့အဖမ်းဆီးခံရတဲ့သူရဲ့ကိုယ်ရေးမှတ်တမ်းအချက်လက်ပေါ့နော် visit bio data ရဲ့ပြတ်ခါမှာသူ့ရဲ့ပေါ့နော်ဒီဖမ်းဆီးခံရတဲ့အကြောင်းပေါ့ဘယ်လိုဖယ်နေရမှာဘယ်လိုဖမ်းဆီးခံရလဲဘယ်နေ့ဘယ်ရက်ကလဲဆိုတဲ့အသေးစိတ်မှတ်တမ်း arrest story ရဲ့ပြတ်ခါဖမ်းဖို့ data အချက် လက်တင်ရဲ့ကိုနဲ့ဘာတော်လဲဆိုတာလေးတွေကိုရေးသားပြီးတော့မှအီးမေးလ်ရဲ့အောက်မှာကိုယ့်ရဲ့နာမည်ဖုန်းနံပါတ်နဲ့ဆက်သွယ်ရမယ့်လိပ်စာတွေပါထည့်ပေးလိုက်ပါအဲ့တော့ အဖမ်းဆီးခံရတဲ့သူအတွက်အကူအညီတောင်းခံမယ်ဆိုရင် msaupn@unasia.org ကိုဆက်သွယ်ပြီးလို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျမတို့ကမလေးရှား UNASIA ကိုပေးပို့ရတဲ့ email တွေကိုလည်းသိသွားပြီဆိုတော့ကျမတို့ Thai UNASIA ကိုဘလို့ email ပေးပို့ရမလဲဆိုတာလေးကိုကျမကဒီမှာ email ပေးပို့ပြထားပါတယ်။ Okay အဲ့တော့ကျမတို့က email ပို့ဖို့အတွက် Google sorry Gmail ထဲဝင်လိုက်မယ်။ Gmail ထဲကနေကျမတို့ compost email အစ်စ်ကိုယူလိုက်မယ်။ compost လေးကိုနှိပ်လိုက်တယ်။အဲ့မှာ to ဆိုတာလေးကြာလာပါပြီ။အဲ့တော့ကျမတို့က to ဆိုတဲ့နေရာမှာ main email ကိုထည့်ပါမယ်။အဲ့တော့ကျမတို့ကဒီမှာ UNICEF Thailand ရဲ့ main email ဖြစ်တဲ့ tapapu t h a ပြီးတဲ့အခါမှာ T H A B A R တဘာဖီယူဘူးတဘာဘူး @unacia.org unacia thailand ရဲ့ email ဖြစ်ပါတယ်အဲ့ဒီ email ကိုကျွန်တော်တို့ကထည့်လိုက်မယ် okay အဲ့ဒီမှာကျွန်တော်တို့က CC နဲ့ BCC ဆိုတာရှိတယ်ကျွန်မက CC ကိုတုံးမယ်ဘာလို့လဲဆိုတော့ကျွန်မပေးပို့သမျှ email တွေကိုတယောက်နဲ့တယောက်ပေါ့နော် email address ပိုင်းရှင်တွေကိုတယောက်နဲ့တယောက်မြင်စေချင်ပါတယ်ကျွန်မကဒီမှာအဖွဲ့အစည်း၃ခုကိုပေးပို့มาဖြစ်တယ်အဲ့တော့အဖွဲ့အစည်း၃ခုကိုကျွန်မပေးပို့ထား email ကိုအဖွဲ့အစည်း၃ခုလုံးကိုကျွန်မမြင်စေချင်ပါတယ်တဦးနဲ့တဦးအဲ့တော့ကြောင့်လည်းကျွန်မက CC နေရာမှာကျွန်မ နောက်ထပ်ပေးပို့မယ့် email လေးခုကိုကျွန်မထည့်ပါမယ်။တခုကကျတော့ UNHCR ရဲ့ second email ဖြစ်ပါတယ်။အဲ့ဒါကကျတော့ taban.m ပေါ့နော်။ dhatabm taban.bm ပေါ့နော်။ atunhcr.org ဖြစ်ပါတယ်။ okay ။နောက်တစ်ခုကအဲ့ဒီ cc mail ရဲ့ box ထဲမှာပဲကျွန်တော်တို့ထည့်ဝါပါမယ်။ အဲ့ဒါကဘာလဲဆိုရင် IOM ပါ IOM ဆိုတဲ့အဖွဲ့အစည်းကတော့ International Organization for Migration ဖြစ်ပါတယ်အာပြန်လည်နေရာချထားရေးအတွက်စီစဉ်ပေးတဲ့အဖွဲ့အစည်းပေါ့နော်တွားရေးလာရေးစီစဉ်ပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ် IOM Thailand IOM.int ဆိုပြီးရမှာကျွန်တော်တို့ IOM ကိုလည်းပေးပို့မယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့က Asylum အဆက်ဖြစ်ပါတယ် Asylum အဆက်ဖြစ်ပါတယ်ကိုလုံဝင်းတောင်ခန့်နဲ့ဌာနပါသူကလည်းပဲ refer ပေးပို့လို့ refer လင်းနိုင်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်လည်းကျွန်တော်တို့က assignment အဆက်ကိုလည်းထည့်ပြီး email ပေးဖို့ပါမယ်။အဲ့ဒီမှာကျွန်တော်တို့က assignment အဆက်ရဲ့ဒီ reception email နဲ့ assignment အဆက်ရဲ့ယုံ email ကိုကျွန်တော်တို့နှစ်ခုထည့်လိုက်ပါမယ်။ aad.reception@assignment.org နဲ့နောက်တစ်ခုကအာကျွန်တော်တို့ assignment access နော် assignment assignment Thailand assignment access ပေါ့နော်ကျမတို့ကအဲ့မှာ logo လေးတွေပို့လာကျမတို့မြင်ရလိမ့်မယ်အဲ့တော့ thailand@assignment.org ဖြစ်ပါတယ်အဲ့တော့ကျမတို့က assignment အဆက် email နှစ်ခုကိုထည့်ပို့ပါတယ်အဲ့တော့အဲ့တော့ဒီ email လေးခုလုံးဝနေပြီးတော့မှကျမပို့ထားတာတွေကိုတယောက်နဲ့တယောက်ကိုဩ UNHCR ဘက်ကလည်းသူက IOR နဲ့ assignment ဆက်ကူပါပို့ထားလားဆိုပြီးမြင်ရမှာဖြစ်ပါတယ်အဲ့တော့ကျမကဒီ email တွေသူတို့ရှိကိုရောက်မရောက် deliver ဖြစ်မဖြစ်ဆိုတာလေးကိုစစ်ချင်တဲ့အတွက်ကြောင့်မလို့ BCC ဆိုတဲ့ blind ကာဗွန်ကော်ပီနေရာမှာကျွန်မရဲ့တခြားသောအီးမေးလ်တစ်ခုထည့်လိုက်ပါမယ်။အဲ့တော့ဒီအီးမေးလ်ကိုပေးပို့လိုက်တဲ့အခါမှာအပေါ်ကအီးမေးလ်၅ခုရဲ့ပိုင်ရှင်တွေကတော့ကျွန်မရဲ့ Christina Sucris အီးမေးလ်ကိုမြင်မှာမဟုတ်ပါဘူးရှင်။ကျွန်မက Flying Cover လုပ်ထားတဲ့အတွက်ကြောင့်လို့ဖြစ်ပါတယ်။ Okay subject နေရာမှာတော့ကျွန်မတို့အဓိကပေးပို့လို့တဲ့ topics ခေါင်းစဉ်ဖြစ်ပါတယ်။အဲ့ဒီခေါင်းစဉ်နေရာမှာကျမကဒါက sample เนาะအ sample ကျမဥပမာအနေနဲ့ပေးပို့ထားတာဖြစ်ပါတယ်။အဲ့တော့ကျမတို့ကဘာကိုတောင်းဆိုမှာလဲဆိုတော့ကျမတို့က request for request တောင်းဆိုမယ် request request တောင်းဆိုမယ်ဘာအတွက်တောင်းဆိုမှာလဲဆိုလို့ရှိရင်ကျမတို့ကအရေးပေါ်အနေနဲ့ပေါ့နော် emergency humanitarian aid ဆိုရင်ကျမရေးလိုက်ပါမယ်အဲ့တော့အရေးပေါ်ဒီလူလူသားချင်းစာနာဟောက်တောင်းမှုဆိုင်ရာအကူအညီတောင်းခံခြင်းပေါ့နော် request for emergency humanitarian aid လို့ရေးလိုက်ပါတယ် okay အဲ့တော့နောက်တစ်ပိုင်းမှာကျတော့ကျမတို့စာပိုက်ကြီးရေးလို့ရပါပြီအဲ့တော့ dear at my officer လေးစားအပ်ပါတော့အရာရှိများဆိုပြီးတော့မှကျမကစကားဦးလေးတန်လိုက်ပါပြီမိတ်ဆက်လိုက်ပါပြီ okay အဲ့တော့အဲ့ဒီအောက်မှာတော့ကျမတို့ရဲ့ bio data ပေါ့နော် bio data ကြီးကိုရေးနိုင်ပါပြီကျမတို့ရဲ့လူမျိုးအလူခွေချိုးပေါက်ခံရလဲဆိုတဲ့အရာတွေကိုကျမတို့ရေးနိုင်ပြီဖြစ်ပါတယ်စာပိုက်အရှိန်ကြီးရရမှာပါမြန်မာလိုမြေးပါနဲ့ English လိုပဲရေးသားပေးပို့ရမှာဖြစ်ပါတယ်เนาะ okay အဲ့တော့ကျမတို့ကစာပိုက်အရှိန်ကြီးမှာရေးမယ်ပေါ့နော်ကျမတို့ bio data တွေကိုကျမတို့ရှင်းပြမယ်ရှင်းပြပြီးတော့အမှစာပိုက်ရေးပြီးတဲ့အခါမှာနောက်ဆုံးမှာ respectfully use laser laser လေးစားစွာတော့ပေါ့နော်မင်းရဲ့လေးစားစွာတော့ဆိုပြီးတော့မှအောက်မှာကိုယ့်ရဲ့နာမည်ပေါ့နော် respectfully yours အောက်မှာကျတော့ comma လေးခံလိုက ်โอเคပြီးတဲ့အခါမှာကိုယ်နာမည်เนาะကိုယ့်ရဲ့ဖုန်းနံပါတ်ရခါမှာကိုယ့်ရဲ့နေရက်လိပ်စာလေးပါထည့်ပေးပါ။ Okay အဲ့တော့ကျမတို့ကဒါကတော့စာရေးတဲ့ email တစ်စောင်ပြီးသွားပြီ။ဒါပေမဲ့ကျမတို့ရဲ့အထောက်အထားမှတ်တမ်းတွေကိုကျမတို့က file attach လုပ်ပေးဖို့လိုတယ်။အဲ့တော့ကျမတို့ကအဲ့ဒီမှာ attach file နေရာလေးပေါ့နော်၊ဂျိတ်လေးလိုပုံစံလေး။အဲ့ဒီ attach file နေရာလေးကိုတွားနှိပ်လိုက်ပြီးတော့မှကျမတို့ file site ကြည့်ရဆိုရင်ဒီက IP drive နဲ့ပို့လို့ရတယ်။ drive ကိုနှိပ်ပြီးတော့မှကျမတို့ပို့ခြင်းတဲ့ file တွေကိုရွေးလိုက်ပေါ့နော်၊ယူလိုက်ပေါ့။အဲ့တော့ file size သေးတယ်ဆိုရင်တော့ file size photo size နဲ့နေကျမတို့ပို့လို့ရပါတယ် attach တွဲပြီးတော့မှ okay အဲ့တော့ကျမတို့ attach တွဲလိုက်မယ် attach တွဲလိုက်ပြီးလို့ရှိရင် okay ကျမတို့ကအဲ့ဒီမှာ three gun လေးဖြစ်တဲ့စံလေးကိုနှိပ်လိုက်လို့ရပါပြီဒါဆိုလို့ရှိရင်ကျမတို့ email ဒီခုနကကျမပို့ထားတဲ့ email address ၅ခုလုံးနဲ့ကျမရဲ့ Christina ဆို email ကိုရောက်လာမှာဖြစ်တယ် okay ဒါဆိုလို့ရှိရင်ကျမရဲ့ Christina ဆို email ကိုပို့ထားရဲဆိုတော့အပေါ်က email address တည်းကတိမှာမဟုတ်ပါဘူး okay အဲ့တော့ကျမတို့ကဆိုတော့ အဲ email ပေးဖို့မိွားရီပေါ့နော်အဲ့တော့ email ပေးဖို့မိွားရီဆိုလို့ရှိရင်ကျမတို့ကပေါ့နော် auto reply ပဲပြန်လာလိမ့်မယ်အဲ့တော့ကျမတို့ကိုပထမအကြိမ်နဲ့ appointment မပေးသေးဘူးဆိုရင်ကျမတို့ကဒုတိယအကြိမ်တတိယအကြိမ်စတုထအကြိမ်စသဖြင့်အကြိမ်ကြီးခါခါတောင်းဆိုဖို့လိုပါတယ်အဲ့လိုတောင်းဆိုတဲ့နေရာမှာကျမတို့ကနောက်ထပ် email အစ်စ်တစောင်းထပ်မပို့ပါနဲ့ကိုယ့်ရဲ့ရင်းဆိုင်ကြုံတွေ့နေရတဲ့လက်တလော့အဖြစ်ပြအခက်အခဲတွေကိုအခက်အခဲတွေကိုကျမတို့ကပေါ့နော်ဒီပထမပေးဖို့ထားတဲ့ email ရဲ့အောက်ခြေမှာ ကျမတို့ email ရဲ့အောက်ခြေနားလေးမှာကျမတို့ဘာအောင်မြင်ရမလဲဆိုလို့ရှိရင် reply ရယ် reply all ရယ် no forward ဆိုတာတုံးကိုကျမတို့မြင်ရလိမ့်မယ်။ဒီမှာကျမပြထားတယ်။အမှအောက်ခြေလေးကိုကြည့်လိုက်ပါ။ကျမတို့ reply ရယ် reply all ရယ် no forward ရယ်တွေ့မယ်။အမှကျမတို့က reply လေးကိုပဲနှိပ်လိုက်ပါနော်။ဒီဘက်ဘယ်ဘက်တောက်က reply လေးကိုနှိပ်လိုက်ပါ။ reply လေးကိုနှိပ်လိုက်ပြီးတော့မှအမှကျမတို့ကနေပြီးတော့မှအဲ့တော့ reply ကိုနှိပ်လိုက်လို့ရှိရင်ကျမတို့က main email ပဲ ်ပြန်ပါมาဖြစ်တယ်เนาะဒါကကျွန်မကခရစ်စတီနာဆို email ကိုရေးထားလို့ email email ပြန်ပါလို့ရှိရင်ကျွန်မတို့က school လေးကိုနှိပ်လိုက်ညာဘက်က school လေးကိုနှိပ်ပြီးတော့มาအဲ့မှာ CC နဲ့ BCC ပြန်ကြလာလိမ့်မယ်အဲ့မှာ CC နေရာမှာကျွန်မတို့ကအာကျွန်မတို့ခုနက email လေးကိုထည့်မယ် TO2 အခုကျွန်မပြန်ထားတဲ့ခရစ်စတီနာဆိုနေရာမှာကျတော့ကျွန်မတို့က main email ဖြစ်တယ်ပေါ့နော် UNHCR ထိုင်းလန်ရဲ့ main email ကိုထည့် CC နေရာမှာကျွန်တဲ့လေးကိုထည့်ပြီးတော့มาကျွန်မတို့က reply လေးနေရာမှာဒါကတော့ငါရဲ့ဒုတိယအကြိမ်ပေးဖို့အချိန်ဖြစ်ပါတယ်ဗျာညာဆိုပြီးတော့มาအာကျွန်မတို့ကကိုယ့်ရဲ့လက်တော်အခြေအနေလေးကို ရှင်းပြပြီးတော့မှဒုတိယအကြိမ်တောင်းဆိုလို့ရတယ်တတိယအကြိမ်နဲ့အလိုပါပဲစတုထအကြိမ်ပြင်စမအကြိမ်စသဖြင့်အကြိမ်ကြိမ်ခါခါစနစ်တကျလေးပေးပို့ပြီးတောင်းဆိုလို့ရပါတယ်โอเคအဲ့တော့ရနေစီယာကိုအီးမေးလ်ပေးပို့ရတာတော့တော်တော်လေးဆွဲရှိရပါတယ်ရှင်။အာထပ်ထပ်လည်းလည်းပေးပို့မှားတာလည်းရနိုင်တာမျိုးပါ။အဲ့တော့အခုအခုနောက်ပိုင်းမှာပို့ခတ်လာတယ်ပေါ့နော်။ဆိုတော့အဲ့တော့ဆွဲရှိရှိနဲ့ပေးပို့ကြပါ။ကျမတို့ဆွဲမရှိရလို့တော့အစီအမံမဟုတ်ပါဘူး။โอเคအဲ့တော့ကျမရဲ့ share လုပ်ပေးတာလေးကလူကြီးမင်းတို့အတွက်အကူအညီဖြစ်တယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးပါနောက်ဗီဒီယိုလေးမှာလည်း share လုပ်ပေးတဲ့အကြောင်းအရာလေးတွေကို sharing ဆက်ပြီးတော့မှပြုလုပ်ပေးသားမှာဖြစ်ပါတယ်ရှင် Okay ဒီနေ့ကတော့ဒီလောက်ပါပဲ see you next video